မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရင်တင်ကြအတွက်နှစ်ခန်းအခန်းတော်လက်ချက်ခန်း3စတမ3မှာရှိတဲ့နံပါတ်4ပဲဖြစ်ပါတယ်4မှာအောက်ပါတောင်းတို့ဤတောင်းဖြောင်းဖြည့်ပတ်များကိုရှာပါတောင်းဖြောင်းဖြည့်ပတ်ဆိုတာဒီ180ဒီဂရီ ဲ့တော့30ဒီဂရီရဲ့တောင်ဖြောင်းဖြည့်ဘက်ကပါလေ55ဒီဂရီရဲ့တောင်ဖြောင်းဖြည့်ဘက်ရဲ့ပမာဏဘလောက်လဲပေါ့နော်ဒါဆိုစမတ်သိပြီးပြီးတော့30ဒီဂရီဆိုရင်သူရဲ့တောင်ဖြောင်းဖြည့်ဘက်တိ150ဒီဂရီဒီလိုလေးပဲရေးပြရမှာဖြစ်တယ်နော်လွယ်လွယ်လေးပါအဲ့တော့နှစ်ပုတ်လောက်ကိုမဆင်မရေးပြပါမယ်ဟုတ်ပြီဒါဆိုရင်ကာစီကကြတော့30ဒီဂရီအဲ့တော့စမတ်စာလေးရေးလိုက်မယ်30ဒီဂရီ down e down ဖြောင်းဖြည့်ဘက် တောင်ဖြောင်းဖြည့်ဖက်က180တဲကနေ30ဒီဂရီကိုနှုတ်လိုက်မယ်အဲ့လိုနှုတ်လိုက်လို့ရတဲ့တောင်သေးသူရဲ့တောင်ဖြောင်းဖြည့်ပဲဖြစ်တယ်ပြီးတော့150ဒီဂရီအခုနောက်တစ်ခု45ဒီဂရီတောင်ဤတောင်ဖြောင်းဖြည့်ပဲမြင်ရချင်း180တဲကနေ180ဒီဂရီတဲကနေ45ဒီဂရီကိုနှုတ်လိုက်တော့135ဒီဂရီ နောက်တော့ဆရာမကဇာခွဲရဲ့နောက်ကသုံးပုတ်ကိုဆက်ပြီးတော့ရှင်းပြပေးမယ်ဟုတ်ပြီနော်150ဒီဂရီထောင်ဤအကုန်လုံးမရှင်းတော့ဘူးလွယ်လွယ်လေးမလို့ဟုတ်ပြီလားကာကြီးခါခွဲရဲ့ဇာခွဲဇာမြင့်ဆွဲရဲ့ညရဲ့ကိုပဲရှင်းပြပေးမယ်150ဒီဂရီတောင်ဤတောင်ဖြောင်းဖြီးပဲဆိုရရေးမယ်မြင်မြချင်းဆိုတော့180ဒီဂရီအနုံ150ဒီဂရီအဲ့တော့အဖြေက30ဒီဂရီ နောက်တော့155ဒီဂရီဆိုတော့155ဒီဂရီ down a down ဖြောင်းဖြေးပဲမိမြချင်း180တဲ့ကနေနှုတ်လိုက်မယ်အနုပ်155ဒီဂရီဆိုတော့25ဒီဂရီနောက်ထပ်180ဒီဂရီညက180ဒီဂရီအဲဆိုတော့180ဒီဂရီ down a down ဖြောင်းဖြေးပဲမိမြချင်း အဘယ်လာစာရေးမယ်နော်ဒီမှာစာရေးရမယ်180ဒီဂရီဒေါင်းအေးဒေါင်းပြောင်းပြေးပန်းညီများချင်း180ဒီဂရီအနုတ်180ဒီဂရီပေါ့ဟုတ်ပြီလားအဲ့တော့သူကတော့0ဒီဂရီဆိုမှရမယ် အဲ့တော့ဒါတော့ပေါ့နော်ဒီလိုစားအရှိတွေမရေးဘဲနဲ့တခါတည်း30ဒီဂရီရဲ့အဲဒေါင်းဖြောင်းဖြည့်ပတ်150ဒီဂရီအဲ့လိုမျိုး45ဒီဂရီဒေါင်းအီဒေါင်းဖြောင်းဖြည့်ပတ်ညများချင်း135ဒီဂရီအဲ့လိုတခါတည်းရေးလို့ရတယ်ဒီလိုတွက်တာတွေမရေးရင်လည်းရတယ်ဟုတ်ပြီလားအဲ့တော့ဒါတော့ဂျောင်းမှာရေးခိုင်းတဲ့ပုံမှန်မှုဒီမှာဖြစ်တယ်ဒီဂျောင်းနဲ့ဒီဂျောင်းနဲ့လည်းမတူတတ်ဘူးပေါ့နော်အဲ့ဒါပြီးရင်ဒါဆရာတယောက်နဲ့တယောက်နဲ့လည်းမတူဘူးဆိုတော့ဒါအဓိကနားလည်ရပါပြီနော်နောက်တော့နံပါတ်5နံပါတ်5မှာ အဝါတော်ကျဲများတွင်မိတိအကျဲများသည်တောင်းမှန်ဖြစ်ပေမိတိအကျဲများသည်တောင်းဖြောင်းဖြစ်ပေများဖြစ်သည်ကိုစစ်ဆေးပါကျွန်တော်ဒီမှာသူတောင်းကျဲတွေပြထားတယ်အဲ့တောင်းကျဲတွေထဲကဘယ်အကျဲတွေကတောင်းမှန်ဖြစ်ပေဘယ်အကျဲတွေကတောင်းဖြောင်းဖြစ်ပေလဲဆိုတော့စစ်ဆေးရမှာဖြစ်တယ်ဒါဆိုကကြီးကိုကြည့်အောင်ဆရာမဒီတိုင်းပဲပြောလိုက်မယ်20ဒီဂရီအပေါင်း sorry 20ဒီဂရီ80ဒီဂရီဆိုတော့ဒီလက်ခုပေါင်းလိုက်လို့ရှိရင်90ဒီဂရီရတယ်ဒါကြောင့်မလို့သူကတောင်းမှန်ဖြစ်ပေ ။နောက်တော့ဒါခါခွေးက30ဒီဂရီအပေါင်း150ဒီဂရီအဲ့ဒီလေးပေါင်းပြီးတော့ရင်းလည်းရတယ်ဟုတ်ပြီနော်။အဲ့တော့ရင်းနည်းကိုဆရာမတစ်ခုကိုတော့ပြောပြပေးမယ်။ကြံတာကတော့အဆင်ပြေတယ်လို့ရေးလို့ရတယ်ဟုတ်ပြီနော်။အရောကကြီးမှာ20ဒီဂရီကောမှာ80ဒီဂရီပေးထားတယ်။ဒါဆိုဆရာမတို့ဒီလိုလေးပေါင်းလိုက်မယ်။20ဒီဂရီအပေါင်း80ဒီဂရီညီမြချင်း90ဒီဂရီဖြစ်လို့သူဒီဒေါင်းဖြောင်းဖြစ်ပဲ 哦，sorry，倒满皮白呢，倒满皮白，过在地格里说了，倒满皮白在咱们路倒满皮白，这路没有你依赖人家，管啥管背离呢？在哪里嘛？管啥管背离呢？依赖人家。 ဒါမှမဟုတ်လည်း20ဒီဂရီကောမှာ80ဒီဂရီဆိုပြီးတော့မှဒီထထို့ကြောင့်20ဒီဂရီဒီ80ဒီဂရီအတောင်မှဖြစ်ပဲ80ဒီဂရီဒီ20ဒီဂရီအတောင်မှဖြစ်ပဲအဲ့လိုရင်းလိုက်ရရင်းနေတွေကတော့အများကြီးရှိရဲဒါပေမဲ့အရှင်းဆုံးပုံစံနဲ့ရေးချင်တော့ဒီနားလေးမှာရေးလိုက်လို့ရတယ်ဥမာခါဝေးကိုဆက်မလို့ကြည့်အောင်ခါဝေးမှာသူက30ဒီဂရီအပေါင်းအော် sorry 30ဒီဂရီကောမှာ150ဒီဂရီလို့ပေးထားတယ်ဒီတော့ဒီနောက်ခုဆက်မလို့ပေါင်းကြည့်လိုက် 30ဒီဂရီနဲ့150ဒီဂရီနဲ့ကိုပေါင်းလိုက်တော့180ဒီဂရီရတယ်။ဒါကြောင့်သူကဘာလဲဆိုတော့ down ဖြောင်းဖြည့်ပဲ180ဆိုတော့ down ဖြောင်းမလို့ down ဖြောင်းဖြည့်ပဲဆိုပြီးရမယ်။ရပြီနော်ဒီလိုလေးရင်လည်းရတယ်။စအရှိရင်လည်းရတယ်။ခန်းငယ်က44ဒီဂရီကပေါင်း56 အဲ့တော့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်60ဒီဂရီရတယ်ဆိုတော့44ဒီဂရီကလည်း46ဒီဂရီရဲ့တောင်မှဖြီးပဲဖြစ်တယ်46ဒီဂရီကလည်း44ဒီဂရီရဲ့တောင်မှဖြီးပဲတော့ဖြစ်တယ်အဲ့တော့သူတို့ကတောင်မှဖြီးပဲတိဖြစ်ကြတယ်ဒါကြောင့်ခုနရေးစလို့ရေးလိုက်လို့ရတယ်ဟုတ်ပြီနော်ဂါငယ်ဒီ40ဒီဂရီ140ဒီဂရီသူကလည်း180ဖြစ်တော့တောင်ဖြောင်းဖြစ်ပဲ85ဒီဂရီ105ဒီဂရီ သူကဒီ85 105 180ဆိုတော့တောင်းဖြောင်းဖြစ်ပဲ60 120 180ဆိုတော့တောင်းဖြောင်းဖြစ်ပဲ160 20 180တောင်းဖြောင်းဖြစ်ပဲ78 82ကလည်း90ရမှာဖြစ်တဲ့အတွက်ကြောင့်တောင်းမှန်ဖြစ်ပဲ80 26 90ဆိုတော့တောင်းမှန်ဖြစ်ပဲ oh sorry 80 26ဒီဘယ်လိုရမလဲဆိုတော့8ရက်1ရက်က9 ဒါကနောက်က၈ဆိုတော့68ရတယ်ဆိုတော့ तू อ่ะဒေါင်းမှန်ဖြည့်ပဲလဲမဟုတ်ဘူးဒေါင်းဖြောင်းဖြည့်ပဲလဲမဟုတ်ဘူးဒါလေးမှတ်ထားရမယ်ဟုတ်ပြီနော်ဒေါင်းမှန်ဖြည့်ပဲလဲမဟုတ်ဘူးဒေါင်းဖြောင်းဖြည့်ပဲလဲမဟုတ်ဘူး तू ပေါင်းလိုက်လို့ရှိရင်90နဲ့180ရရမယ်90ရရင်ဒေါင်းမှန်ဖြည့်ပဲ180ရရင်ဒေါင်းဖြောင်းဖြည့်ပဲအဲ့တော့ तू ကတော့68ရနေရဆိုတော့ဒေါင်းမှန်ဖြည့်ပဲလဲမဟုတ်ဒေါင်းမှန်ဒေါင်းဖြောင်းဖြည့်ပဲလဲမဟုတ်ပါဘူးတဲ့နောက်တစ်ခု135အပေါင်း65အဲ့တော့135နဲ့65နဲ့ပေါင်းလိုက်ချင်းဟာ 180ရရဖြစ်တဲ့အတွက်ကြောင့်သူဒီတောင်းဖြောင်းဖြည့်ပဲဖြစ်မယ်။ရပြီနော်။အဲ့တော့ပေါင်းလိုက်လို့ရှိရင်90ရရင်တောင်းမှန်ဖြည့်ပဲ180ရလို့ရှိရင်တောင်းဖြောင်းဖြည့်ပဲ။နံပါတ်6အဘာတောင်းများနဲ့အဖြောင့်ကျွဲဖြစ်စီမီနှိဆက်တော့တောင်းများကိုရှာပါ။အဲ့တော့အဲ့ဒီတောင်းများနဲ့အဖြောင့်ကျွဲဖြစ်စီမီနှိဆက်တဲ့အတိုင်းဟုတ်ပြီအဖြောင့်ကျွဲဆိုတာဘာလဲတစ်ချက်တော့ပြန်ကြည့်ကြည့်ရအောင်။ ဲ့တော့ဒီမှာဆံမတို့ရှေ့ရပြီဂျူတွေမှာလေ့လာထားတာရှိတယ်။အဖြောင့်တွဲများနဲ့တောင်ဖြောင်းဖြည့်ပက်များအဖြောင့်တွဲဆိုတာထားပြောတာက။ဟုတ်ပြီနော်ဒီမှာ120နဲ့60ဒီပြောချင်တာကတော့အဲတောင်ဖြောင်းနဲ့တူတူပဲ180ဒီ120ဒီဂရီဒီအဖြောင့်တွဲတစ်ခုဖြစ်ဖို့60ဒီဂရီလိုမယ်။အဲ့ဒါပြော60ဒီဂရီဒီ180ဒီဂရီဖြစ်ဖို့ရန်အတွက်120ဒီဂရီလိုမယ်။အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ180အနုပ်120ဆိုတော့နှုတ်လိုက်လို့ရှိရင်60ကိုရမယ်။ တရ80တဲက60ဝန်းထုတ်လိုက်လို့ရှင်120ရမယ်ဒီနည်းနဲ့ဆက်မှာတော့တခြားတစ်ခုပါနော်အဖြောင့်အတွဲဖြစ်စေဖို့ရန်အတွက်တခြားတောင်းတောင်းကိုအလလေးနှုတ်ချင်အဖြစ်စဉ်းစားလို့ရတယ်ဒါဆိုလို့ရှိရင်ဆက်မှာတော့က48ဒီဂရီအတွဲရှာချင်မယ်48ဒီဂရီနဲ့အဖြောင့်အတွဲဖြစ်စေမယ်နိစက်တဲ့တောင်းကဘာလဲအဲ့တော့ခုနပြောသလိုပဲ48ဒီဂရီနဲ့အဖြောင့်အတွဲဖြစ်စေမယ်နိစက်တဲ့တောင်းကတော့180တဲကနေပြီးတော့48ဒီဂရီကိုလှုပ်ပေးရမှာဖြစ်တယ် ဟုတ်ပြီနော်ဒါဆိုရင်သူကျန်တာက132 degree 132 degree ကျန်မယ်ဒါပဲနော်အဲ့လိုပဲကြမ်းတဲ့ဟာတွေကိုလည်းဒီလိုလေးစားလေးရေးပြီးတော့မှတွက်ပြီးဝိုးလို့ပါပဲ180တဲ့ကနှုတ်တာဆိုတော့လွလွယ်လေးဖြစ်တယ်နော်အဲ့တော့60ဒီဂရီအဲ့တော့ဆရာမတို့ဒီစာဝတ်ဒီကနေရေးမယ်60ဒီဂရီ down နဲ့ ဒါမှမဟုတ်လေ60ဒီဂရီကြောင့်များတော့ရေလို့မရတော့60ဒီဂရီကြောင့်နဲ့အဖြောင့်တွဲဖြစ်စီမိနေဆက်တော့ဒါမိများချင်းဘယ်လိုလာမလဲဆိုတော့180ဒီဂရီအနုတ်60ဒီဂရီဆိုတော့120ဒီဂရီဆိုပြီးတော့ရမယ်။ငားငယ်က85ဒီဂရီဆိုတော့85ဒီဂရီကြောင့်နဲ့85ဒီဂရီတောင်းနဲ့အဖြောင့်တွဲဖြစ်စီမိမိဆက်တော့တောင်းမြင်ရချင်း180အနုတ်85ဆိုတော့105ဒီဂရီ ခါကြီးက96ဒီဂရီဆိုတော့96ဒီဂရီ down နဲ့အဖြောင့်တွဲဖြစ်စေမိနိဆက်တော့ down မြင့်မြခြင်း180ဒီဂရီအနုတ်96ဆိုတော့84ဒီဂရီနားမလား135 155ဒီဂရီ down နဲ့အဖြောင့်တွဲဖြစ်စေမိနိဆက်တော့ down မြင့်မြခြင်း180ဒီဂရီအနုတ်155ဒီဂရီဆိုတော့25ဒီဂရီဆိုလို့ရမယ်နားမလား နံပါတ်9ကပေးထားသောပုံတွင် AOD နဲ့ COE တို့ကြီးမြင်းဖြောင်းများဖြစ်ကြပြီ AOD နဲ့ COE ကမြင်းဖြောင်းပါတဲ့ပုံကတော့ဟိုဘက်ကစာမျက်နှာ38မှာကြည့်ရမယ်အဲ့ဒါပြီးတော့ down VOC က65ဒီဂရီ down COD က60ဒီဂရီဟုပေးထားလိမ့်ချင်းအဲ့ဒါဒီမှာကာကြီးရနဲ့ငါချီချာရမယ်တောင်း BOC နိဆက်တောင်းများဤနိဆက်တောင်းများအမီပြီးတော့မှ အဖြောင့်တွဲဖြစ်နေသောကြောင့်များ၏အမိဒေါ AOE ပမာဏဒေါ GOE ပမာဏဒေါ AOV ပမာဏကိုရှာမယ်။ဟုတ်ပြတော့ကြည့်ရအောင်။အဲ့တော့ကကြီးကိုကြည့်ရအောင်နော်။ဒေါ BOCE လီးဆက်တောင်များလီးဆက်တောင်များ BOC ရဲ့လီးဆက်တောင်ကိုရှာခိုင်းတာမဟုတ်ဘူးလီးဆက်တောင်တွေရဲ့လီးဆက်တောင်တွေကိုရှာခိုင်းတာဒါဆိုအရင်ဆုံးဒေါ BOC ရဲ့လီးဆက်တောင်ကိုရှာကြည့်အောင်အဲ့တော့ဒေါ B O C ဒီ down ပေါ့နော် down B O C ဒီ down ရဲ့နီးစက် down တွေကဒီ down ရှိမယ် down A O B ဆိုတဲ့ down ရှိမယ် down B ဒီဘက်က C O D ဆိုတဲ့ down ရှိမယ်ဒါကကျတော့သူ့ရဲ့နီးစက် down သူ့ရဲ့နီးစက် down တွေရဲ့နီးစက် down တွေကိုမှရှာရမှာဒါဆိုပထမအဦးဆုံးတော့ဆရာမတို့က down B O C E နီးစက် down များ ဒါ VOC ရဲ့နိစက်တောင်းတွေကိုအရင်ရှာလိုက်တော့သူကဘာလဲဆိုတော့ A sorry AOB down AOB နဲ့ down ဒီဘက်က COD ဒါကကြတော့သူ့ရဲ့နေဆက်တောင်းဒါပေမဲ့တူရှာခိုင်းတာဒီ down VOC ရဲ့နေဆက်တောင်းနေလားဆိုတော့မဟုတ်ဘူး down VOC ရဲ့နေဆက်တောင်းနေရဲ့နေဆက်တောင်းနေဆိုတော့အရင်ဥဆုံး down AOB ရဲ့နေဆက်တောင်းကိုရှာမယ် down aob e ni set down mya no bi အဲ့တော့ down aob ဒီ down ကလေးအဲ့ဒီ down ရဲ့ ni set down ဒီပါရှိလဲဆိုတော့ down a o e ဆိုရရှိမယ်ဒီ down ရှိမယ်ပြီးတော့မှဒီ down ရှိမယ် down b o c ရှိမယ်ဒါဆိုအဲ့အားလေးကိုရေးလိုက်အောင်မယ် down a o e ဆိုရဒါလေး ਨੇ နဲ့ down boc ဆိုတဲ့ဒီတောင်ကလေးရှိမယ်။ဒါတော့ဒီမှာသူပေးထားပြီဒါ boc ရဲ့နေဆက်တောင်။ဟုတ်ပြီနော်။နောက်တစ်ချက်ကြည့်မယ်။အဲဒီတစ်ခုကိုရှာပြီးလို့ရှိရင် aob ရဲ့နေဆက်တောင်ရှာပြီးလို့ရှိရင် cod ရဲ့နေဆက်တောင်ကိုရှာမယ်။ဟုတ်ပြီနော်။အဲ့ခါကျတော့စာလေးတိုင်းပဲ down code နေဆက်တောင်များညီမျှချင်းအဲ့တော့ cod ကိုတစ်ချက်ကြည့်မယ်။ down cod ဒီတောင်ကလေးရဲ့နေဆက်တောင်ဒီဒါရှိမယ်။ဟုတ်ပြီနော်။ d O E ဆိုတဲ့တောင်းရှိမယ်ပြီးတော့မှဒီတောင်းရဲ့နေဆက်တောင်းကဒီဘက်က C O B ဒါမှမဟုတ် B O C ဒါလေးရှိတယ်အဲဆိုဆိုတော့ဒီကနေစပြီးတော့ရေးကြည့်လိုက်မယ်ဒောင်း D O E အဲ့တော့ဒောင်း D O E နဲ့ဒောင်း B O C C O B B O C ဘယ်လိုရေးရလဲเนาะအဲဆရာမတော်က share လာတယ် အခရာကိုရှေ့ကဆက်ပြီးရေးလိုက်မယ်။ဟုတ်ပြီဒါဆိုရင်ကကြီးမှာသူ့မေးထားတဲ့ WOCE နီးစက်တောင်များဤနီးစက်တောင်များအမီးဆိုတာရသွားပြီ။ဒါကသူ့ရဲ့နီးစက်တောင်နေပထမတစ်ဆင့်ရှာတယ်။နီးစက်တောင်နေရဲ့နောက်ထပ်အမီးကိုထက်ရှာတယ်ဒါဆိုရင်ရသွားပြီ။ဟုတ်ပြီနော်။ခဝေးကအဖြောင့်တွဲဖြစ်နေသောတောင်များရဲ့အမီးကိုရှာပါတဲ့။အဲ့တော့သူရှာခိုင်းတဲ့အတိုင်းဆံပါစာလေးရေးလိုက်မယ်အဖြောင့်တွဲဖြစ်နေတော့အတောင်များမှာဆိုပြီးတော့ အဖြောင်းတွဲဖြစ်နေတော့ကြောင်များမှာဟုတ်ပြီအဲ့တော့ပထမအဆင့်ဆင်မတို့ဒီဘက်ကိုကြည့်လိုက်မယ်ဒီမှာဒီမင်းကိုအရင်ကြည့်ရင်လည်းရတယ်ဒီမင်းကိုကြည့်ရင်လည်းရတယ်ဟုတ်ပြီနော်အဖြောင်းတွဲဒီဒီမှာဖြစ်နေတာရှိအဖြောင်းတွဲဖြစ်နေတာအဲ့တော့အရင်ဆုံးဆင်မတို့ကဒီမင်းကိုအရင်ကြည့်လိုက်မယ်နော် A D ဆိုတဲ့ဒီမင်းဖြောင်းမှာ A O B ဆိုတဲ့ဒီတောင်းရှိတယ် ဒါနံပါတ်1လို့ပြလိုက်မယ် A O B ဆိုတဲ့တောင်းရှိတယ် B O C ဆိုတဲ့တောင်းရှိတယ် C O D ဆိုတဲ့တောင်းရှိတယ်သုံးတောင်းရှိတယ်နံပါတ်ဆံမတော့လူချင်းသားနှစ်တောင်းအောင်မယ်ဆိုတော့ဒီက1ရယ်2 3ကိုနှစ်ခုပေါင်းလိုက်ပြီးတော့ဒီတောင်းကလေးရယ်ဒါလေးနော်အဲ့ဒါဆိုလို့ရှိရင် A O B ဆိုတဲ့တောင်းနဲ့ဒီဘက်က B O D ဆိုတဲ့ဒီတောင်းနဲ့65ပေါင်း60နဲ့ ဟုတ်ပြီလား65ပေါင်း60ဒီနှစ်သုံးကိုတစ်ခါတည်းပေါင်းလိုက်မယ်ဆရာမတို့နှစ်တောင်ပဲလို့ခြင်းလို့သုံးတောင်ပေါင်းပေါင်းပြလို့တော့ရပါမယ်ဆရာမတို့ကဒီအခုပေါ့နော်လေးလာတဲ့အချိန်မှာနှစ်ခုပဲပါသေးတာမို့လို့ဆရာမတို့ဒီနှစ်ခုပဲယူမယ်အဲ့ခါကျတော့ဒီဘက်ကတောင် AOB နဲ့ BO D ဆိုရင်မှဒီတောင်ကိုယူလိုက်မယ်အဲ့တော့သူကတွဲရပြီအားကြောင့်မလို့အဖြောင့်တွဲဖြစ်နေတော့တောင်များမှာတောင် AOB နဲ့တောင် BOD ဒါကတည်းကဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကဒီမင်းကိုပဲအခြေခံပြီးတော့ဒီဘက်ကိုလဲကြည့်လိုက်ရအောင်ဒါလေးအဲ့ဆိုရင်ဒီမှာ AOE ဆိုတဲ့ဒီတောင်းရယ်ဒီဘက်က DOE ဆိုတဲ့ဒီတောင်းရယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဒီမှာနောက်တစ်ခုရေးမယ်ဒါ AOE နဲ့ဒါ D O E ဟုတ်ပြီနော်အဲ့တော့ပြန်ဆက်ကြည့်မယ် A O E နဲ့တော့ D O E ဟုတ်ပြီနောက်ထပ်ဘာရသေးလဲဆိုတော့ဒီဘက်မှာဒါလေးကိုကြည့်လိုက်မယ်ဒီဘက်က E C E ဆိုတဲ့ဒီမြင်းပေါ်မှာဒီမြင်းပေါ်မှာဒီမှာရှိမယ် AOE ဆိုတဲ့ဒေါင်းရှိမယ် AOB ဆိုတဲ့ဒေါင်းရှိမယ် BOC ဆိုတဲ့ဒေါင်းရှိမယ်ဒါကိုဘယ်လိုယူမလဲအဲ့တော့ယူတဲ့အခါမှာကျွန်တော်တို့ဒီ AOE နဲ့ AOC ဆိုမှယူလို့လည်းရတယ် BOC နဲ့ BOE ဆိုပြီးယူလို့လည်းရတယ်ဟုတ်ပြီနော်အဲ့ခါကျတော့ကျွန်တော်တို့က down AOE ဆိုတဲ့ဒေါင်းကိုယူလိုက်မယ်ပြီးတော့မှဒီဘက်ကဒီမှာနော် down AOE ဆိုတဲ့ဒေါင်းကိုယူလိုက်ပြီးတော့မှဒီမှာဒီ COA ဒါမှမဟုတ် AOC ဲ့လိုယူလိုက်မယ်။ဟုတ်ပြီနော်။ဒါ A O C အဲ့တော့ဒါကိုဆံမတို့ကပါနော်။ B O C ဆိုတဲ့ဒီတန်းကိုယူလိုက်ပြီးတော့မှဒီဘက်မှာ B O E ဆိုပြီးတော့ယူလို့လည်းရတာပဲ။ဟုတ်ပြီနော်။အဲ့တော့ဒါ B O C နဲ့ဒီဘက်ကဒါ B O E ဆိုပြီးတော့ယူရင်လည်းရတယ်။အဲ့တော့ down boc နဲ့ boe ဒါသဘောပေါက်ပြီလားတော့မသိဘူးဆက်ပြီးတော့နှစ်တန်းကိုပေါင်းလိုက်ပြီးတော့တစ်ခါယူလိုက်တာ ။ဟုတ်ပြီနော်။ဒါဆိုရင်ဒီဘက်ကဟောမရှိဘူးလား။ဆိုတော့ဒီမှာလည်းရှိတာပဲ။ဒီဘက်က60ဒီဂရီနဲ့ဒီနားက DOE ဆိုတဲ့ down နဲ့။အဲ့တော့ဒီ down ကိုအရင်ကောက်မယ် COD ။ဟုတ်ပြီနော်။အဲ့ခါကျတော့ down COD down COD နဲ့ဒီဘက်က down DOE အဲ့ဆိုတော့အဲ့ဒီကြီးလိုက်မယ် down DOE ဲ့တော့ဒီမှာဆရာမတို့မကောက်လိုက်ရတာတွေလည်းရှိကောင်းရှိနိုင်မယ်အဲ့တော့ဒီမှာဆရာမတို့ဒီပေါ့နော်ခုနကဒါလေးနဲ့ဒါလေးနဲ့ကိုယူထားတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်က CO D ဆိုတော့ဒီ down နဲ့เนาะဒီ down လေးနဲ့ဒီဘက်က AOE AOC ဆိုတော့ down ကျဲနဲ့ယူလို့လည်းရတာပဲဟုတ်ပြီနော်အဲ့တော့အဲ့အားလေးကိုလည်းတစ်ချက်ဆရာမရေးလိုက်မယ် down AOC ဆိုတော့ down down နဲ့ down AOC နဲ့ဒီဘက်က D အာ COD နော် COD ဆိုတဲ့ down နဲ့အဲ့လိုရှိနေရဟုတ်ပြီလားအဲ့တော့အဖြောင်းပဲတူတူဖြစ်ဖို့ပဲလို့ရဆမ်မရီယူတဲ့ down နေရအဲ့တော့ဒီမြင်းပေါ်မှာအခြေခံပြီးတော့မှဒီဘက်က ယူလို့ရတယ်ဒီဘက်ကယူလို့ရတယ်ဒီမင်းပေါ်မှာအခြေခံပြီးတော့ဒီလိုလာမယ်ဒီလိုလာမယ်ဟုတ်ပြီနော်အဲ့တော့အဖြောင့်တဲကိုယူတဲ့အခါမှာဒီ down ကိုယူပြီးလို့ရှိရင်ဒီဘက်က down ကျယ်ယူလို့ရတယ်ဒါမှမဟုတ်ကြီး down ချင်းကိုယူပြီးတော့ဒီဘက်က down ကျယ်ယူလို့ရတယ်ဒါနဲ့တွဲရှိသွားပြီဒီမှာဆိုရင်လည်းပဲကျွန်တော်တို့ AOB ကိုယူပြီးတော့ BO D ကိုယူလို့ရတယ်ဒါမှမဟုတ်ဒီဘက်က COD ကိုယူပြီးဒီဘက်က AOE ဆိုတဲ့ down ကျယ်ကိုယူလို့ရတယ်တခုတော့ဒီလိုမျိုးအဲသူ့ကိုခဏလေးဖယ်ထားပြီးတော့ဒီလိုယူမယ် ဟုတ်ပြီနော်အဲနောက်တစ်ခါကျတော့ဒီလိုလေးဖယ်ထားပြီးတော့အဲ့လိုလေးယူလိုက်မယ်အဲ့လိုလေးပေါ့ဟုတ်ပြီလားနောက်တစ်ခုကကားငယ်ကြီးတောင်း AOE ပမာဏအဲ့တော့ AOE ဆမတို့လိုဂျင်းတောင်းကိုချီချောင်း AOE ဒီတောင်းကိုဘယ်ကနေရှာမလဲစဉ်းစားကြည့်တဲ့အခါမှာဒီမှာထိတ်ဆိုင်တောင်းဖြစ်နေတာတွေ့ဟုတ်ပြီနော်အဲ့ခါကျတော့ဒီဘက်ကတောင်းက COD ဆိုတဲ့တောင်းနဲ့ AOE ဆိုတဲ့တောင်းလေးထိတ်ဆိုင်တောင်းများဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနော်ကိုလိုဂျင်းတာကတော့တောင်း AOE အဲ့ဒီတောင်းဒီညီမြချင်းထိတ်ဆိုင်တောင်းထိတ်ဆိုင်တောင်းတူတယ်လို့ပြောပေးတာဟုတ်လားအဲ့ခါကျတော့ဒီဘက်က down c o t အဲ့တူကဝင်စားဝင်ပေးနေရေးမယ်ထိတ်ဆိုင်တောင်းများထိတ်ဆိုင်တောင်းများဟုတ်ပြီအဲ့လိုရေးပြီးသွားလို့ရှိရင်ဆမရောကလိုချင်တာ a o e ဆိုတော့ down a o e ညီမြချင်း c o d ကဒီမှာတည်တယ်60ဒီဂရီဒါကြမလို့ a o e down a o e ရဲ့ပမာဏက60ဒီဂရီရှိတယ် ။ဘာကြောင့်လဲဆိုတော့ထိတ်ဆိုင်တောင်းကြတောင်းနေရဲ့ပမာဏတူလို့နောက်တစ်ခုခါကြီးကတောင်း DOE ပမာဏအဲ့တော့ DOE ရဲ့ပမာဏကိုဘယ်လိုရှာမလဲ။အဲ့တော့တောင်း DOE က DOE ရဒီမှာရှိတယ်တောင်း DOE ဟုတ်ပြီနော်။ အဲ့တော့ခုနကတိလာတာဒီဒီမှာဒါက60ဒီဂရီလို့တိလာလို့ရှိရင်ဒီဘက်ကတောင်းကိုဘယ်လိုရှာမလဲဆိုရင်တောင်းဖြောင်းနဲ့ရှာမှာပေါ့တောင်း AOE plus အပေါင်းတောင်း DOE ဒီ180ဒီဂရီရှိတယ်ဆိုတော့လည်းရှာမယ်ဟုတ်ပြီလားအဲ့ခါကျတော့အဲ့အားလေးကိုဆီမှာရေးလိုက်မယ်တောင်း DOE အပေါင်းတောင်း COD တောင်း COD ပေါင်းချင်းက180ဒီဂရီရှိတယ်ဒါပါလဲဆိုရင်တောင်းဖြောင်းဟုတ်ပြီနော်တောင်းဖြောင်း ဆိုတော့ down DOE ဒီဆမတို့အခုလိုချင်တာက down DOE COD ဒီဆမတို့ကအခုနာကရှာပြီးသား အဲ့တော့ဒီဘက်ကဟာနဲ့တွက်လို့လည်းရတယ်။ down AOE အပေါင်း down DOE ဆိုပြီးတော့မှဒီ DOE ကိုရှာလို့လည်းရတယ်လို့ဒီဘက်က down GOE အပေါင်း down COD ဆိုပြီးတော့ဒီဘက်ကနေလည်းရှာလို့ရတယ်။ဘယ်လိုရှာရှာဒီကလည်း60သူလည်း60ဆိုတော့သူရမှာဒီ130ပဲ။ဘယ်လိုပဲရှာရှာတူတူပဲ။သူကလည်း down ဖြောင်းဖြစ်နေတော့ဒီနှစ်ခုပေါင်း180။ဒါလည်း down ဖြောင်းဆိုတော့ဒီနှစ်ခုပေါင်း180။သူက60ဆိုတော့ဒါ130။သူက60ဆိုတော့ဒါ130။ရပြီနော်။အဲ့တော့ဘယ်လိုရှာရှာရလဲ။ကြိုက်တဲ့အတွင်းနဲ့ရှာပါ။အဲ့တော့ခုနကလေးကဆက်မလို့ရှာထားတာဒီဒါက 60 degree ဆိုတော့ sorry ဒါက60 degree လိုချင်တာက down DOE ဆိုတော့ down DOE ဒီ60ဒီမှာသွားနှုတ်လိုက်တဲ့အခါမှာ180အနှုန်း60ဆိုတော့120 degree ဆိုမှရမယ်။ရပြီလားမသိပါဘူးเนาะ။ဟုတ်ပြီဒါဆိုလို့ရှိရင် number C က down AOB ပမာဏကိုရှာမယ်။ A OB ဒီတောင်ကိုရှာမယ်။အဲ့တော့ဒီတောင်ကိုဘယ်ရရှာမလဲဆိုတော့ဒီ၃ခုပေါင်းလို့ရတယ်။ ုံးခုပေါင်းမဲ့ down AOB အပေါင်း down BOC အပေါင်း down COD က180 degree ရှိတယ်။ဟုတ်ပြီလား။ဒါဘာကြောင့်လဲဆိုတော့ down ဖြောင်းအဲ့တော့အဲ့ဒါလေးကိုဆက်မလို့ရေးတိုင်းမယ်။နံပါတ်5မှာ down AOB ပြီးတော့မှ down BOC down COD မြန်မာချင်း180 degree ရှိလူကျင်နာက down AOB အဲ့တော့ဂျန်နေ down တွေကိုပြီးထားတယ်။စောက်ထောက်တစ်ချက်ပြန်ကြည့်လိုက်မယ်65 60 ဒီ3ခုပေါင်းတာเนาะ65ပေါင်း60ဆိုတော့အဲ့ဒါလေးရေးလိုက်မယ်65ဒီဂရီအပေါင်း60ဒီဂရီမြင်းများချင်း180နောက် AOB ကိုလိုချင်တယ်ဒီနှစ်ခုပေါင်းတာက125ဒီဂရီမြင်းများချင်း180ဆိုတော့ down AOB ဒီဘက်က180ကိုဒီမှာလာ note 180 and note 125အဲ့တော့55ဒီဂရီဆိုရင်မရမယ် ။မမနာတော့ဒါ A O B မြင်များချင်း55ချီကတိ။နံပါတ်၈ကကြတော့ down to down ဒီရင်းဤတောင်းမှဖြည့်ပဲ့နဲ့တူညီနေတူညီနေလည်းရင်ထူတောင်းဤပမာဏကိုရှားပါ။အဲ့တော့ဆရာမတို့ကစဉ်းစားကြည့်လေ down to down ကသူရဲ့တောင်းမှဖြည့်ပဲ့ဆိုတော့အချိန်မှဒီတောင်းမှရှိမယ်။အဲ့တော့ဆရာမတောင်းမှဆွဲလိုက်ပါ ဒါမှန်ဆွဲလိုက်ပြီးတော့မှဒီမှာစဉ်းစားတာကဒါက60ကြီးပြီအဲ့တော့ဒီကထောင်းတထောင်းကထောင်းမှန်ဖြည့်ပဲသူ့ရဲ့ထောင်းမှန်ဖြည့်ပဲ ਨੇ ပမာဏတူတယ်လို့ပြောရင်ဒီဘက်က45ဒီဂရီရှိမယ်ဒါ45ဒီဂရီရှိမယ်ဒါရှင်းရှင်းလေးဟုတ်ပြီနော် အဲ့ခါကျတော့ကျွန်မတို့ဒီသူ့ကိုတွက်ပပြတော့ပဲနဲ့တခါလေးအဖြေရေးလို့မရအောင်လားဆိုရရတယ်။ဒေါင်းတောင်းဒီရင်ဤဒေါင်းမှန်ဖြစ်ပဲနဲ့တူညီနေလျင်ထူတောင်းရေးပမာဏဒီ45ဒီဂရီရှိပါသည်လို့ရေးလို့ရတာပေါ့။ဟုတ်ပြီနော်ပမာဏတူတယ်ဆိုလို့ရှိရင်တော့ तू က45ဒီဂရီပဲရှိမယ်တဝက်စီရှိမယ်။အဲ့တော့တကယ်လို့ကျွန်မတို့ဒီသူ့ကိုတွက်ပြမယ်ဆိုလို့ရှိရင်တော့ထူတောင်းရေးပမာဏကျွန်မတို့လိုချင်တာဒီနှစ်ခုတူတယ်ဆိုတာပဲသိတာ။သူ45သူ45ပါဆိုတာလည်းမသိဘူး။ဒါဆိုတော့ ထိုတောင်းဤပမာဏကိုဆရာမတို့ကတခုထားလိုက်မယ် x ဒီဂရီလို့ထားလိုက်မယ်ဆရာကျင်တာ x ပေါ့နော်ဒါဆိုရင်ဓာတ်မှန်ဖြည့်ပဲ့ရဲ့ပမာဏကိုလိုချင်တယ်သူက90ဆိုရင်90တဲကနေပြီးတော့ဒါက x ကိုနှုတ်လိုက်လို့ရှိရင်ဒီဘက်ကဟောင်းရမယ်ပေါ့ဟုတ်ပြီနော်95ဒီဂရီတဲက x ကိုနှုတ်လိုက်လို့ရှိရင်ဆရာမတို့ရမှာဒီ55ဒီဂရီရဒါကိုပြောချင်တာ ဟုတ်ပြီလားအဲ့တော့ x degree ဒီ x degree ဆိုတာဘာလဲဆိုတော့55 degree တဲကနေပြီးတော့မှ55 degree တဲကနေပြီးတော့ဒီ x degree ကိုနှုတ်လိုက်တာဟုတ်ပြီလားဒါဆိုလို့ရှိရင် dx ကဘယ်လိုဖြစ်လာမလဲဆိုတော့ဒီ x နဲ့ကူကဒီဘက်ကိုလာတော့ 2x degree ဖြစ်မယ်ပြီးတော့မှ55 degree ဖြစ်မယ်ဒါကြောင့်မလို့ x ဒီ55 degree ရှိပါတယ်ဆိုတော့ရမှာဟုတ်ပြီလားအဲ့တော့ဆင်မတော့အသေးစိတ်တော့မရှိလိုက်တော့ဘူးအဲ့တော့အာ အဲ့တော့တချို့ကလေးတွေကကျတော့ဒါဟောဘယ်အားရလဲဆိုတာမသိကြဘူးပြောချင်တာတော့ तू က x သူ့ကိုလည်း x လို့ဆင်မလို့ထားလိုက်။ဒါဆိုလို့ရှိရင် x x ကဘယ်လောက်ရလဲဆိုတော့90ဒီဂရီရမှာ။ဟုတ်တယ်မလား။အဲ့ခါကျတော့ဆင်မလို့ဒီက x ဒီဂရီတစ်ခုလိုချင်တယ်။လိုချင်တဲ့ခါကျတော့90ဒီဂရီအနော x ဆိုတာဒီလိုမျိုးလေးရတာ။အဲ့တော့ဒီကနေလည်းတစ်ခါလေးသွားလို့ရတယ်။ x ဒီဂရီ x ဒီဂရီဆိုရင် 2x ရမယ်90ဒီဂရီ။ဒါကြောင့်မလို့ဒီ x က45ဒီဂရီရတယ်။ဒါမျိုးလေးပေါ့။အဲ့တော့ဒါကတော့ကိုအဆင်ပြေတယ်လို့ရည်လို့ရတယ်။ဒါအဓိကသည် ဘယ်လိုရေးမလဲဆိုတော့ concept ကလေးရသွားပြီပေါ့နော်နောက်တစ်ခုဒီ down to down ဒီရင်းဤ down man ဖြည့်ပဲ့နဲ့တူညီနေလိုက်ရင်ထိုး down ဤပမာဏကိုရှာဒါကလည်းရှင်းရှင်းလေးဆရာမတို့ down man ဖြည့်ပဲ့တစ်ခုစဉ်းစားလိုက်မယ်ဒါကအာဒီဒေါင်းဖြောင်းဖြည့်ပဲပေါ့နော်နောက်တစ်ခုကဒေါင်းဖြောင်းဖြည့်ပဲအခခွေရကြတော့အဲ့ဒီမှာဒီဒေါင်းဖြောင်းဖြည့်ပဲဆိုတာ180ရှိဒီဂရီရှိတယ်။အဲ့ဒီမှာဒီဒေါင်းနဲ့ဒေါင်းရဲ့ပမာဏတူညီပါတယ်လို့ပြောလို့ရှိရင်ဒီဘက်90ဟိုဘက်90ရှိလို့ तू ကတူနေတာပေါ့ ဟုတ်လားဒါပေမဲ့ဒါဒီဆင်မရစဉ်းစားမှအဖြေတော့တခါလေးရသွားပြီအဖြေဘလို့ရေးလို့ရလဲဆိုတော့တောင်းတောင်းဒီရေအီတောင်းချောင်းဖြည့်ပဲနဲ့ဒူးနေနေလည်းရင်ထိုးတောင်းရေပမာဏဒီ90ဒီဂရီရှိသည်လို့ရေးလိုက်လို့ရတယ်ပြက်ပြပါလို့ပြောလို့ရှိရင်တော့ဆင်မရဒီသူ့ကိုလည်း x ထားမယ်ပေါ့နော်မသိဘူးလေဆင်မရကဒါလည်း x ထားမယ်ဘလောက်ရှိလဲဆိုတာမသိဘူးအဲ့တော့ဒီ x ဒီဂရီနှစ်ခုပေါင်းခြင်းက 180ဒီဂရီရှိတယ်။အဲ့တော့ပထမဦးဆုံး x ထားတယ်ဆိုတဲ့အကြောင်းကိုရေးပေးရမယ်ပေါ့။ကျွန်တော်တို့ဒီအပေါ်မှာထိုတောင်းရေးပမာဏမြင်ရချင်း x ဒီဂရီဖြစ်ပါစေဆိုတဲ့အတိုင်းဒါမျိုးလေးထားပေးရမယ်။အဲ့တော့ပြီးတော့မှ x ဒီဂရီနှစ်ခုပေါင်းခြင်းနဲ့180ဒီဂရီဖြစ်တယ်။အဲ့တော့ဒါဒီဘက်မှာတောင်းဖြောင်းဖြည့်ပေးပါညာရေးမယ်ပေါ့။ဟုတ်ပြီနော်။အဲ့ခါကျတော့ဒီမှာ 2x ဒီဂရီဆိုလို့ရှိရင်180ဒီဂရီရမယ်။ ကျွန်တော်လိုချင်တာဒေါင်းတောင်းဆိုတော့တွားပြီးတော့မှ180ကိုနှစ်ကနေတွားစားလိုက်တဲ့ခါကျတော့90ဒီဂရီရပြီဒါဆိုရင်ကိုလိုချင်တဲ့ဒေါင်းဒီ90ဒီဂရီရှိတယ်ဆိုတော့ရသွားပြီ။နောက်မင်းကတက်ပြပါဆိုရင်ဒီလိုလေးတဆင်ချင်းစီတွားပေးရမယ်။ဒီတိုင်းလေးပဲဆရာမတွေရပါတော့။အဲဒီတိုင်းအဖြေတစ်ခါလေးရေးမယ်ဆိုရင်တော့ကိုကတိနေပြီဖြေက90ဒီဂရီ55ဒီဂရီဆိုတာဟုတ်ပြီလား။နောက်တစ်ခုကကျတော့နံပါတ်5မြေတားရဲ့အဖွဲ့ ဤတိုင်းတာချက်အရာအောက်ပါအတိုင်းတာများရှိသောပုံတွင်လိုအပ်နေသည့်တောင်းပီနှင့်တောင်းခွေတို့၏ပမာဏရှာပါဇမရာဒီတောင်းနှင့်ဒီတောင်းရဲ့ပမာဏရှာမယ်တောင်းပီနှင့်ခွေဟုတ်ပြီဒါဆိုရင်ဘယ်ကနေစပြီးတော့စဉ်းစားမလဲသူကတောင်းတောင်းရဲ့တန်ဖိုးပေးထားတယ်ပမာဏပေးထားတယ်60ဒီဂရီဟုတ်ပြီနော်အဲ့တော့ဒီ60ဒီဂရီဆိုတာသိပြီလို့ရှင်ဆရာမတော်ဘယ်ကနေစမလဲဆိုတော့တောင်းပီရဲ့တောင်းခွေရဲ့ပြီးတော့မှနောက်ထပ်ကကြတော့တောင်း အဂျီယာထောင်ဦးပေါ့ဒါတွေအားလုံးပေါင်းလိုက်ချင်းက60ဒီဂရီရှိတယ်ဟုတ်ပြီနော်ဒါက60ဒီဒါစဉ်းစားနည်းကိုဆီမှာပြောတာနော်အဖြေတခါတယ်ရပြီးပြီဒီမှာပုံကြည့်တာ ਨੇ ဒီက5စင်တီမီတာသူက5စင်တီမီတာနှစ်နာညီလို့ရှိရင်2000ညီတယ်2000ညီတယ်ဆိုတော့ပြောချင်တာကဒီဒေါင်ပေနဲ့ဒေါင်ဖြူရဲ့ပမာဏအတူတယ် ဟုတ်ပြီလား။ sorry ဒါ180ဒီဂရီပါ။180ဒီဂရီတိကံတစ်ခုရဲ့အသွင်းနောက်၃နောက်ပေါင်းခြင်းက180ဒီဂရီ down b plus down q plus down o က180ဒီဂရီရှိမယ်။ဒီမှာစာလေးနဲ့ရေးလို့ရတယ်။တိကံတစ်ခုဤအသွင်းနောက်၃နောက်ပေါင်းခြင်းဒါဆိုရင်ဒီမှာ down b ရော down q ရဲ့အတိပမာဏတူတယ်။ဘာကြောင့်တူတယ်လဲဆိုတော့ဒီတတိကံဒီနှစ်နာရီတတိကံဖြစ်လို့ဒီဘက်ကတတိကံဒီဘက်ကတတိကံနှစ်နာရီတဲ့သူက60ဒီဂရီ။ မှတ်ပြီနော်အဲ့ခါကျတော့ဒီ down be down you do တယ်ဆိုတော့ဆရာမတို့ကတက်ခုတွေရေးလိုက်တော့ပမာဏရသွားအောင်လို့ဟုတ်ပြီလားဒီပုံစံတွေက G5 မှာ တွက်ခဲ့တာလေးတွေရှိပါတယ်ဆိုတော့ down be မှာ2 down be လို့ဒီလိုလေးရေးလိုက်အဲ့တော့ဒါက60 60စားထုတ်မယ်60ဒီကလေးဒါကို60သွားနှုတ် 90နုံတက်မှာ180နုံ90ဆိုပြီးတော့ရေးလိုက်မယ်ဆိုတော့ဒီဘက်မှာကျန်ပါသေး90ဒါက2 down b ဆိုတော့ down b က45 degree down b 45ဆိုရင် down q ကလည်း45 degree ဒါပြင်တော့ဒီလောက်ထိရှိရှိဝဲဝဲလဲတက်နေစရာမလိုဘူးလို့ဆရာမတော့ယူဆပါရဲ့နော်အဓိကတော့ဆရာမကနားလည်မှုကိုပဲအဓိကထားတယ်။တွက်နည်းဆိုတာတော့ကိုကြိုက်တယ်လို့မျိုး အဲဒီအဆင်ပြေအောင်တက်လို့ရတယ်လို့ပဲယူဆထားပါတယ်။အဲတော့ဒီမှာကြည့်မယ်ချားရဟတ်ကြီးတစ်ခုဤနီးဆက်တော့လက်တန်နှစ်ခုကြားရှိတော့လက်တန်နှစ်ခုကြားဒီလက်တန်နဲ့ဒီလက်တန်နှစ်ခုကြားတောင်းဝ20ဒီဂရီရှိပါတယ်တဲ့။အဲ့ဒါဆိုရင်ထိုရဟတ်တွင်လူစီတွဲမြင်မြပါရှိမည်ကိုတွေ့ပါတဲ့အဲ့တော့ဒီတောင်းတောင်းကြားမှာတော့သူကလူစီတွဲရတဲ့တွေ့ပါမယ်ပေါ့ ဟုတ်ပြီနော်လူစီကျွဲဒီမှာတောင်းနေအားလုံးဒီဒီစုစုပေါင်းနေ360ဒီဂရီရှိတယ်360ကိုလည်းကဲလို့ဆက်မှာ20နဲ့စားလိုက်လို့ရှိရင်အရေးအတွက်ကိုရသွားမယ်ပေါ့ဟုတ်ပြီလားအဲ့ခါကျတော့ကျွန်တော်တို့စားစားရေးမယ်စားသည်ပါရှိမိလူစီကျွဲမြင်ရပါရှိမိနေဆိုတော့ပါရှိမိလူစီကျွဲအရေးအတွက်ပါရှိမိလူစီကျွဲ အရေးအတွက်ညီမြချင်းဟုတ်ပြီဒါဆိုရင်ဒီဟာတစ်ခုလုံးကဆက်ဝိုင်းမှာဆိုလို့ရှိရင်ဒါ360ဒီဂရီတောင်းရှိတော့360ဒီဂရီရှိတယ်အဲ့ဒီက360ဒီဂရီကိုဆရာမတော်က20နဲ့စားလိုက်မယ်ဒီမှာညီမြချင်းဆိုပြီးတော့နော်ညီမြချင်းဆိုပြီးလို့ရှိရင်360ဒီဂရီကို20ဒီဂရီနဲ့စားလိုက်မယ်ဆိုတော့16ရရမယ်နော်3300 6နဲ့16လေး36ဆိုတော့16ရရမယ်ဒါဆိုရင်လူစီးရဲဘလောက်ရှိလဲဆိုတော့16တွဲရှိပါမယ် ရပြီလားဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့အခန်း၃ကိုပြီးသွားပါပြီအခန်းလေးကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကလေးတို့အနေနဲ့ဆရာမရှင်းပြတာကိုနားလည်တယ်ဆိုရင်လည်းနားလည်တယ်ဆိုတဲ့အကြောင်းလိုအပ်တာရှိလို့ရှိရင်လည်း comment box မှာပြောပြပါရှင်အဲ့ဒါမှလည်းဆရာမအတွက်အားဖြစ်စေမှာဖြစ်ပါတယ်ပြီးတော့အဆင်ပြေမယ်ဆိုရင် VPN link နဲ့ကြည့်ပေးပါရှင်ကျေးဇူးများရှိတင်ပါတယ်